ယူကရိန်းကိုတိုမာဟော့ဒုံးကျည်တွေပေးဖို့ပင်တဂွန်စစ်ထဏာချုပ်ကမီးစိမ်းပြလိုက်ပြီးဖြစ်ပါတယ်။ဒါကြောင့်ပေးမပေးဆိုတာကတော့သမ္မတထရန့်နိုင်ငံရေးအရာအဆုံးဖြတ်ဖို့ပဲကြံမာတော့တယ်။ယူကရိန်းကိုတိုမာဟော့ဒုံးကျည်တွေပေးရင်အမေရိကန်မှတူလောင်ထားတဲ့ဒီဒုံးကျည်တွေနဲ့ပတ်သက်လို့အနှုတ်သဘောတည်ရောက်မှုရှိဘူးလို့ပင်တဂွန်ကကဲဖြစ်နိုင်ပါတယ်။ အကွာအဝေးအပြင်မိုင်းတထောင်ပက်လက်တီရောက်နိုင်ပြီးတော့ရုရှားဘက်မှရင်းနှံချက်စုံတွေပြည်စစ်တပ်အပစ်စုံတွေကိုပိုပြီးထိရောက်အောင်ပြစ်မှတ်ထားတိုက်ခိုက်နိုင်တဲ့တူမာဟော့တွေပေးဖို့ဇီလန်စတီကတောင်းနေတာကြားပါပြီ။အမေရိကန်ကိုကာဝယ်ဖို့လိုအပ်တဲ့လက်နက်တွေတော့မပေးချင်ဘူးလို့ထရန့်ကဇီလန်စတီကိုပြောထားပါတယ်။ဒါပေမဲ့ထရန့်ကအမေရိကန်ကိုကာဝယ်ဖို့ဆိုတာထက်တူမာဟော့တွေပြင်ရင်ရုရှားနဲ့အမေရိကန်ကြားထဲမှာတင်းမာမှုတွေပိုပြီးမြင့်တက်မှာကိုစိုးရိမ်နေပွဲရှိပါတယ်။နောက်ပြီးတော့တူမာဟော့တွေက ယူကရိန်းနဲ့တရားဝိုင်းယူကရိန်းကတေချာဖို့တုံမဟုတ်တွေတုံပြီးရုရှားကိုထိုးနှက်တိုက်ခိုက်မှာဖြစ်ပါတယ်။ဒါမဲ့ပူတင်ဘက်ကလည်းသူကနျူကလ িয়ার စွမ်းရင်တုံးနိုင်တဲ့မစ်ဆိုင်းသစ်တွေစမ်းသပ်ပြီးတဲ့နောက်မှာတော့ထရန့်ကရဲ့သဘောထားတော်တော်လေးပြောင်းလဲသွားတာတွေ့ရပါတယ်။ဒီတော့ထရန့်အနေနဲ့ပေးမဲ့မပေးဘူးဆိုတာတော့ပြောလို့မရတဲ့အခြေအနေပါ။ထရန့်ရဲ့တပည့်ကျော်စစ်ဝင်ကြီးပေးဟာဆက်ဦးဆောင်တဲ့ပင်ဒဂွန်ကဲဖြတ်ချက်ရထရန့်သာ ပေးခြင်းနဲ့ဆန္ဒရှင် ပေးလို့ရပြီ။ မေကန်အတွက်တော့မထိခိုက်ဘူးလို့ဆိုပါတယ်။ဘာဖြစ်ပြောတကယ်လို့သာပေးလိုက်ပြီဆိုရင်တော့စစ်ပွဲတန်တရာကပို့ပြီးတော့ဆိုးဝါးသွားဖွယ်ပဲရှိနေပါတယ်။ယူကရိန်းကသာတိုမာဟော့တွေတုံးမှာဆိုရုရှားဘက်ကလည်းတေချာဖို့သူတို့ခုမိတ်ဆက်ထားတဲ့လက်နက်တွေကိုတုံးမှာအမှန်ပဲဖြစ်ပါတယ်။ဘာပြောပင်ခွင်ရဲ့ခုလိုစီစစ်ချက်ကတော့အမေရိကန်ရဲ့ဥရောပမဟာမိတ်တွေကိုအားတက်စေပါတယ်။အမေရိကန်ကယူကရိန်းကိုဒုံးကျည်တယ် ပေးဖို့ခြင်းမပြုရတဲ့အတွက်အခုကစင်ကြေးပေးဖို့နည်းနည်းသာကျန်တော့တယ်လို့ဥရောပတာဝန်ရှိသူတွေကပြောပါတယ်။အင်ဂျီရောမာဇလန်စကီနဲ့တွေ့စဉ်အမေရိကန်သမ္မတကအမေရိကန်ဟာလည်းတူမာဟော့တွေလိုအပ်နေတယ်လို့ပြောခဲ့တဲ့ပေါ်အားလုံးကအံ့အားသင့်ခဲ့ရပါတယ်။ဒါအပြင်ဇလန်စကီနဲ့တကားပိတ်ဆွေးနွေးမှာဒေါ်နယ်ထရန့်ကအမေရိကန်ဟာခုချိန်ထိတူမာဟော့တွေကိုပေးမှာမဟုတ်ဘူးလို့ပြောပါတယ်။ပူတင်နဲ့တယ်လီဖုန်းနဲ့ပြောခဲ့ပြီးနောက်တစ်ရက်ကြာထရန့်ကတူမာဟော့တွေကိုပေးမှာမဟုတ်လို့ပြောခဲ့ခြင်းဖြစ်ပါတယ်။ အခုတော့စစ်မေပြင်ဟာအနေထားမျိုးပြောင်းပြီးတော့ရုရှားနဲ့အမေရိကန်ကြားထဲမှာဆက်ဆံရေးကလည်းပုံမှုပြီးတော့တင်းမာလာပါလိမ့်။ဒါကြောင့်အမေရိကန်ဘက်ကရုရှားနဲ့တွဲဆောင်ဆွေးနွေးမဲ့အစီအစဉ်ကို လုံးဝပယ်ဖျက်လိုက်တာပဲဖြစ်ပါလိမ့်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါလိမ့်။ထရိုင်ရဲ့နျူကလ িয়ার စံတမှုကအနေရပို့ပြီးတော့ကြီးထွားလာစီမလား။လက်နက်ပြိုင်ဆိုင်မှုတွေရောက်ရှိနိုင်ပြီလားလို့အားလုံးကတော့မေးခွန်းထုတ်နေပါလိမ့်။ မေဂန်နိုင်ငံရဲ့မူဝါဒကိုအဆုံးတစ်ဖက်ရောက်သွားစေနိုင်တဲ့နျူကလ িয়ার လက်နက်စမ်းသပ်မှုကိုအမေရိကန်ကစတင်တော်မူလို့သမ္မတထရန့်ကကြေညာပါတယ်။တခြားနိုင်ငံရဲ့စမ်းသပ်မှုအစီအစဉ်တွေကြောင့်ကျွန်တော်တို့ရဲ့နျူကလ িয়ার လက်နက်တွေဒဏ်မှုအခြေခံနဲ့စတင်စမ်းသပ်ဖို့စစ်ထနာချုပ်ကိုညွှန်ကြားထားတယ်လို့ထရန့်ကရှင်းပြဖြစ်နေတဲ့တွေ့ပြင်ဆင်နေစဉ်သူ့ရဲ့လူမှုကွန်ရက်မှာရှင်းသားဖော်ပြခဲ့လို့အားလုံးကအံ့အသင့်သွားပါတယ်။အဲ့ဒီလုပ်ငန်းဟာချက်ချင်းစတင်ပါလိမ့်မယ်လို့ဆိုပါတယ်။ 1990ပြည့်လွန်နှစ်တွေနောက်ပိုင်းမှာမြောက်ကိုရီးယားတနိုင်ငံတဲ့နျူကလ িয়ার လက်နက်ကိုအမှန်တကယ်စမ်းသပ်ခဲ့ပူပြီး2019နောက်ပိုင်းမှာတော့စမ်းသပ်ခြင်းမရှိတော့ပါဘူးထရန့်ကျညာချက်ကိုအင်ဖီတော်ကရှင်းလင်းချက်တစုံတရာနဲ့ထုတ်ပြန်ခြင်းမရှိသေးပါဘူးဒါကြောင့်ထရန့်ကိုနျူကလ িয়ার ပို့ဆောင်ရေးစနစ်တွေကိုစမ်းသပ်ဖို့ဆိုတာလားဒါမှမဟုတ်နျူကလ িয়ার လက်နက်စမ်းသပ်ဖို့လားရှင်းရှင်းလင်းလင်းလည်းမရှိသေးပါဘူး နောက်ပိုင်းနျူကလ িয়ার စမ်းသပ်မဲ့နေရာကိုနောက်မှဆုံးဖြတ်မယ်လို့လည်းပြန်ပြောလာပါတယ်။နျူကလ িয়ার မူဝါဒကျွမ်းကျင်သူတွေကတော့နျူကလ িয়ার နဲ့ဆက်သက်ခြင်းဟာအန္တရာယ်ရှိနေတဲ့အချိန်မှာအန္တရာယ်ကိုပိုတော်မှမြင်မားစေတယ်လို့ပြောခဲ့ပြီးကမ္ဘာကြီးကနျူကလ িয়ার လက်နက်ပြန်ဆိုင်မှုစီဥတည်နေကြောင်းအခြေအနေတွေရရကဖော်ပြနေတယ်ဆိုပါတယ်။နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတွေဟာစေစုနှစ်တွေကြာအောင်ဒီနျူကလ িয়ার ဆက်သက်မှုကိုမလုပ်ဆောင်ခဲ့တာကြောင့်ခုကိစ္စဟာဂွင်းဆက်ကျိုးဆက်ကိုဖြစ်ပေါ်စေနိုင်တယ်လို့နျူကလ িয়ার မူဝါဒဆိုင်ရာပညာရှင်တွေကပြောပါတယ် ဒါပေမဲ့ရုရှားတရုတ်မြောက်ကိုရီးယားနဲ့အီရန်တို့ကတော့ကြိတ်ပြီးစမ်းသပ်နေကြတာဖြစ်ပါတယ်။ဝါရှင်တန်ခြေဆိုင်လက်နက်ထိန်းချုပ်ရေးအသင်းအမှုဆောင်ဂရိုက်တာကတော့အမေရိကန်ရဲ့နျူကလ িয়ার စမ်းသပ်မှုပြန်လည်စတဲ့ခြင်းဟာတမိုင်းဝင်နိုင်ငံတကာလုံခြုံရေးဆိုင်ရာအမှားကြီးဖြစ်သွားလိမ့်မယ်လို့ဆိုပါတယ်။နျူကလ িয়ার ပဋိပက္ခဖြစ်ပွားနိုင်ခြင်းဟာနှစ်ပေါင်းများစွာကြာအောင်ဇက်တိုက်မြင့်တက်နေတာဆိုပါတယ်။အမေရိကန်နဲ့ရုရှားဟာသူတို့လက်နက်တွေပေါ်ကန့်သတ်ချက်ဆွေးနွေးမှုတစ်တည်းမပြုတ်လို့ဘူးဆိုရင်လာမယ့်နှစ်တွေအတွင်းအမေရိကန်ရုရှားနောက်ပိုင်းမှာတရုတ်တို့ကြားထိန်းချုပ်မှုမရှိဘဲ အန္တရာယ်ရှိတဲ့သုံးမျိုးဆိုင်လက်လက်ပြဆိုင်မှုကိုမြင်တွေ့ရဖို့ရှိတယ်လို့မှတ်ချက်ပြုပြောဆိုကြပါတယ်။နောက်တစ်ပုတ်ပြောချင်ပါတယ်။တရုတ်စီကတိုက်လေရင်တွေဝယ်ယူဖို့အတိအကျမဆုံးဖြတ်ရသေးပါဘူးလို့အင်ဒိုကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ဒါဟာတရုတ်အတွက်တော့နှာလို့ကိုဖြတ်ရလဲတူပါပဲ။အင်ဒိုနီးရှားအနေနဲ့တရုတ်ကိုစကားမတီးဘဲနဲ့ပြောတာလား။တရုတ်စီကနေတပည့်တိုက်လေရင်တွေချင်းပြပဝယ်ယူဖြစ်မှာဖြစ်မယ်ဆိုတာကိုတော့အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးကညှင်းဆိုခဲ့ပါတယ်။ အင်ဒိုနီးရှားလေတပ်ဟာတရုတ်လေတပ်လက်ရှိတုံးနေတဲ့ဂျေတန်တိုက်လေ42စီးပွဲမယ်လို့သတင်းလေကြေကြေပြန်ထွက်ပေါ်တဲ့နောက်ကာကွယ်ရေးဝန်ကြီးကတိကျမဆုံးဖြတ်သေးပါဘူးလို့ပြန်ပြောင်းပြောလာပါတယ်။ကိစ္စတွေကမပြီးသေးကြအောင်အင်ဒိုနီးရှားဟာလက်ရှိချိန်မှာဒါနဲ့ပတ်သက်ပြီးစဉ်းစားနေနေတာဖြစ်ကြောင်းဆိုပါတယ်။နောက်ပြီးတော့အင်ဒိုနီးရှားဟာနိုင်ငံလေတပ်ကိုအစင်းမြင့်တင်ဖို့တိုက်လေအမျိုးသားတွေကိုလည်းရွေးချယ်နေစေပါလို့ဆိုပါတယ်။ အင်ဒိုနီးရှားအနေနဲ့ရွေးချယ်စရာနိုင်ငံတွေကအများကြီးပါ။ဟောင်ကောင်ရီးယားစီကဝယ်မလား၊ပြင်သစ်စီကဝယ်မလား၊အမေရိကန်စီကမှာမလား၊ရုရှားစီကမှာမလား၊တရုတ်စီကရောရနိုင်ပါလေ။အများကြီးပါပဲ။အစင်လာရတရုတ်ဟာရုရှားနဲ့အနောက်နိုင်ငံတွေရဲ့တက်လေရင်တွေကိုသာဝယ်ယူခဲ့ပြီးသူတို့ရဲ့ဂျေတန်းတွေကိုဝယ်ယူဖြစ်ရင်တော့တရုတ်တက်လေရင်တွေကနေပထမဆုံးရွေးချယ်မှုဖြစ်လာမှာပါ။နောက်ပြန်အချုပ်ချအာဏာပိုင်နိုင်ငံတစ်ခုအနေနဲ့ကိုယ့်အတွက်အသင့်တော်ဆုံးဖြစ်မဲ့အရာကိုလွတ်လွတ်လပ်လပ်စွန့်စွန့်စဉ်းစားပိုင်ခွင့်ရှိကြောင်း လိုအပ်ချက်တွေအတွက်ထိထိရောက်သုံးဝင်မဲ့ဈေးနှုန်းလဲတင့်မဲ့လိုအပ်ချက်တွေကြီးကြီးမားမားမရှိမဲ့တက်လျင်တမျိုးမျိုးကိုရှာဖွေစဉ်းစားနေစေဖြစ်ကြောင်းပြောပါတယ်အော်တိုဘားလကအင်ဒိုနီးရှားကာကွယ်ဝင်ကြီးဌာနကတရုတ်ရဲ့ဂျေတန်းတွေကိုဝယ်ယူဖို့နှိစက်ကြောင်းအရေးမှုပြောမှုပါတယ်။နိုင်ငံလေတပ်အစစ်မြင့်တွေကိုတိုက်ပွဲဝင်အစင်မှတ်ကြောက်တင်ခံပြီးသားတိုက်လေရင်မျိုးဝယ်ယူဖို့စဉ်းစားနေကြောင်းပြောပါတယ်။ဒါပေမဲ့ဂျေတန်းဆိုတာကတော့တရုတ်ဝင်ကြီးညာချက်မထုတ်ခဲ့ပါဘူး။ အင်ဒိုနီးရှားအမေရိကန်ကမ္ပဏီ Boeing က F15 တိုက်လေယာဉ်ကိုကြီးကျယ်အစင်းမြင်ထားတဲ့ F15 EH တိုက်လေယာဉ်ကိုဝယ်ယူဖို့စဉ်းစားပေမဲ့ဈေးရမ်းမြင့်လို့တွန်းဆုတ်နေပါတယ်။ဒါပြင်အင်ဒိုနီးရှားအနေနဲ့ JT တန်းတွေကိုဝယ်ဖို့အတိအကျမဆုံးဖြတ်သေးဘူးပြောပေမဲ့ JT တန်းတွေဟာမြို့တော်ဂျကာတာမှာပြန်တန်းတာမကြခင်မြင်ရလိမ့်မယ်လို့သူကိုယ်တိုင်အော်တိုဘာလာတုန်းကပြောပူတာပဲဖြစ်ပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ယူကရိန်းရဲ့စွန့်ရင်အဆောင်တွေကိုရုရှားကအပြင်းထန်လေကြောင်းတိုက်ခိုက်မှုများအစမပြတ်ဖြစ်လို့နေတယ်လို့ဇီလန်စကီကပြောပါတယ်။ယူကရိန်းနိုင်ငံရှစ်ပိုင်းနဲ့တောင်ပိုင်းမှာနောက်ထပ်ကျေးရွာနှစ်ရွာကိုသိမ်းပိုက်ထားတယ်လို့ရုရှားတပ်က ပြောဆိုစင်မှာဒီလိုတိုက်ခိုက်မှုတွေပေါ်ထွက်ခဲ့တာပါ။အင်အားကြီးမများတဲ့ယူကရိန်းတပ်တွေကတော့တဖြည်းဖြည်းနဲ့နောက်ဆုံးနေရပါတယ်။ရုရှားတပ်တွေကယူကရိန်းဒေသကိုကုနဲ့မြို့တော်ကီပလိုမှာအရက်သားတွေနဲ့စွန့်ရင်ဆိုင်ရာအဆောင်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ဇီလန်စကီကကြေညာချက်ထုတ်ပြန်ပါတယ်။ အခုအရာခက်သိန်းကိုဖျက်ဆီးခြင်းနဲ့မော်စကိုရွေချက်ကိုဘယ်သူမှလိလုမရှိကြပါနဲ့ကျွန်တော်အမေရိကန်ဥရောပနဲ့ G7 နိုင်ငံတွေကိုအောက်ကိုတကြီးပန်ကြားပါတယ်လို့ဇလန်စကီးကပြောပါတယ်ကျူးကျော်မှုဆုံးသက်ဖို့ရုရှားကိုဖိအားပေးနိုင်ဖို့ပိတ်ဆို့တန်ခတ်မှုတွေလည်းပိုပြီးလောက်ကြဖို့သူကပြောပါတယ်ယူကရိန်းရဲ့အကြီးဆုံးပုဂ္ဂလိကပိုင်စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ D-Tech ကဒေတာသူးသူးမှရှိတဲ့လက်စစ်တအားပေးစိတ်ကိုအများအပြားပျက်စီးတယ်လို့ပြောပေမဲ့ဘယ်ဆက်ရုံတွေလဲဆိုတာအသေးစိတ်တော့ပြောချင်းမရှိပါဘူး။ အခုနှစ်စာအုပ်မှာတရားစီရင်ပုံမှန်ပေးနိုင်ဖို့ကျွန်တော်တို့ကကြိုးပမ်းပေမဲ့ဒါကကြီးမားတဲ့ထိုးနှက်ချက်ဖြစ်သွားပြီလို့ဆိုပါတယ်။အမျိုးသားတရားစစ်တပ်အပေးလုပ်ငန်းကလည်းတိုက်ခိုက်မှုကြောင့်စွန့်ရစ်စနစ်ဟာအင်မတန်ခက်ခဲတဲ့ခြေအနေနဲ့ကြုံနေရပြီးနိုင်ငံတော်ကလျှက်စစ်မီပြတ်တောက်မှုတွေဟာကြော်တော်ပိုင်းနဲ့နှောင်းပိုင်းထိကြာမယ်ဆိုပါတယ်။ဒါအပြင်မနေ့ကကလေးကဒေသအလုံးမှာ24နိုင်ပလုံးမီဖြတ်ထားတာစတင်ကျင်းသုံးမယ်လို့ဆိုပါတယ်။ နေတိုးဖွဲ့ဝင်နဲ့ဥရောပသမဂ္ဂဖွဲ့ဝင်ပိုလန်နိုင်ငံနဲ့နံနိမိတ်ချင်းဆက်နေတဲ့ယူကရိန်းနောက်ပိုင်းဒေသ11မှာအုပ်ချုပ်ရေးမှုကလျှော့စစ်တပ်အမျိုးစစ်ကိုနှိယုံထိမှန်လဲဆိုပါလိမ့်တိုက်ခိုက်မှုကြောင့်တော်တန်များပြတဲ့လျှက်စစ်မီသုံးဆွဲသူများလျှက်စစ်မီပြတောက်နေမှာဖြစ်တယ်လို့ပြောပါလိမ့်။ယူကရိန်းရဲ့စီးရဲဆွမ်းမှုလုပ်ငန်းများစွန့်ရင်ခြေကဆောင်းနေတဲ့လီတက်ရှိတဲ့စခန်းတွေကိုကြီးကြီးမားမားဒုံးကျည်နဲ့ဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ရုရှားကကြေညာပါလိမ့်။၂၀၂၂ယူကရိန်းကိုရုရှားကတိုက်ခိုက်ကြတဲ့က ကိပ်နေတဲ့လက်ဆက်စွမ်းအကန့်အသတ်ရခြင်းနဲ့စွမ်းကိုနိုင်ငံသားမှတင်သွင်းခြင်းတွေပြုလုပ်ခဲ့ရပါတယ်။ရုရှားရဲ့တိုက်ခိုက်မှုမှာဒုံးကျည်52စင်း၊ဒရုန်း653စင်းတုံးခဲ့တယ်လို့ယူကရိန်းလက်တပ်ကပြောပါတယ်။လေကြောင်းပစ်မှတ်600ကျော်ကိုလည်းပစ်ချခဲ့တယ်ဆိုပါတယ်။တောင်ပိုင်းဇာပိုရိရှားဒေသမှာဒေသဆိုင်ရာစစ်တပ်ကြီးကတော့လူနှုတ်ဦးသိပ်23ဦးနဲ့ရပါတယ်။ကလေးတငယ်6ဦးနဲ့ပါတယ်လို့ဆိုပါတယ်။ယူကရိန်းမြောက်ပိုင်းမှာရှိတဲ့ခါကီဒေသမှာစာဒိုးနဲ့ရုရှားကသူ့နိုင်ငံအစိတ်အပိုင်းဖြစ်တယ်လို့ပြောထားတဲ့ဇာပိုရိရှားဒေသတို့ကိုလည်းရုရှားတပ်တွေက ထိန်းချုပ်လိုက်တယ်လို့သိရပါတယ်။အမြန်လာပြီးယူကရိန်းကလည်းရုရှားရေနံချက်စုံနဲ့ချားစွန့်ခြေကန်စောင့်တွေကိုပြစ်ခတ်တိုက်ခိုက်မှုတွေတိုးမြင့်ခဲ့တယ်လို့ပြောပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ပြောချင်ပါတယ်။နယ်သာလန်နိုင်ငံရွေးကောက်ပွဲမှာဗဟိုပါလီတွေအနိုင်ရပြီးပထမဆုံးဝန်ကြီးချုပ်ကဂေးဖြစ်နေတယ်လို့လည်းသိရပါတယ် နယ်သာလန်ရွေးကောက်ပွဲမှာဘဟုဝါဒီဒီစတီစစ်ပါတီကအမတ်နေရာအများဆုံးရရှိပြီးတဲ့နောက်အသက်38နှစ်အရွယ်ပါတီခေါင်းဆောင်ရော့ဂျက်တန်ဟာနယ်သာလန်ရဲ့အသက်ငယ်ဆုံးနဲ့ပထမအဦးဆုံး LGBT ဝင်ကြီးချုပ်ဖြစ်လာနိုင်ခြင်းရှိပါတယ်။ရော့ဂျက်တန်ရဲ့ဒီစစ်တီစစ်ပါတီဟာအမတ်နေရာ150မှာ28နေရာ နိုင်မှုရှိနေပြီး GWYNDER ရဲ့အစွန်ရောက်လက်ရည်ပါတီကိုကန့်နိုင်ခဲ့တာဖြစ်ပါတယ်။ GSYNA ပါတီကတော့25နှစ်ရရောက်ရှိနေပါတယ်။အစိုးရဖွင့်နိုင်မှုအနည်းဆုံးအမှတ်က86နှစ်လို့လို့ ရောက်တက်တန်းနေနဲ့ညွန်ပေါင်းဆွေရဖွဲ့စည်းနေဖို့အ ਨੇ စုံပါတီ၄ခုနဲ့ညှိနှိုင်းမှုတွေစတင်ရမှာဖြစ်ပါတယ်။အရင်ကတော့ရာသီဥတုနဲ့စွန့်ရင်မူဝါဒရေးရဝင်ကြီးဖြစ်တဲ့ရော့ဂျက်တန်ကကျွန်တော်တို့လုံနိုင်တယ်ဆိုတဲ့အကောင်းမြင်ဝါလီနိုင်ငံရေးသမားတယောက်ဖြစ်သူ့ကိုယ်ရေးကိုပြောင်းလဲနိုင်ခဲ့ပါတယ်။ရာသီဥတုနဲ့ပညာရေးကိစ္စပြင်အငင်းပွားပွဲလူမှုကြီးကြပ်ရေးအင်အားကြက်တဲ့ခေါင်းဆောင်တွေခေါင်းစဉ်တွေနဲ့ပါမင်းဆွဲခဲ့ပါတယ်။အင်အားကြက်တဲ့ပြဿနာကိုဖြေရှင်းဖို့မြို့သစ်ဆင်မြို့တည်ဆောက်မဲ့စီစဉ်ချပြထားပါတယ်။ တရားမဝင်ရွှေ့ပြောင်းတွေကိုတားဆီးဖို့အတွက်ခေလုံခွင့်လျှောက်လာတယ်ကိုလည်းဥရောပသမဂ္ဂအပြင်ဘက်ကနေပဲတင်သွင်းရမယ့်စနစ်ကိုအဆိုပြုခဲ့သူဖြစ်ပါတယ်။ရွေးကောက်ပွဲမှာရှုံးနေတဲ့ဂျီဝိုင်နာကတော့သူဟာနောက်တက်မဲ့ညွန်ပေါင်းဆွေးရမှာပါမမဟုတ်ပဲအတိုက်ခံဖြစ်တာရည်တည်မယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။